အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာပရာလောကဂမ်ဘီယာဇလံကောင်းလေးများပြောပြတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာနောင်ယူစီရေးသားထားသောအယူသူတော်နေလှဲသား90ဆိုတဲ့ဇလံလေးအစအဆုံးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာပေါမိုးအုပ်ထားတဲ့နွားလေးပေါင်းအစင်း90လောက်ပါတဲ့လှဲတန်းကြီးတစ်ခု မြင့်မောင်မောင်မှာလှေတန်းကြီးကလမ်းတိုင်းတွေ့ွေ့သွားနေတယ်။သကောင်အချိန်လောက်မှာရွာတရွာရဲ့အခြေကိုလှေတန်းကြီးရောက်လာတယ်။တွင်တစ်ခုစီမှာလှဲတွေက ရက်ကုန်ကြတယ်။ပြီးတော့လှဲပေါ်ကနေလူတို့ရှုဆင်းလာကြပြီးရွာတွေကိုဝင်ရောက်သွားကြတယ်။ကြံသူတွေကတော့လှဲတွေစီကနွားတွေကိုဖြုတ်ပြီးလှန်သူကလှန်ချီသူကချီနေ။လှဲတွေအထဲကအမျိုးသမီးတွေကလေးငယ်တွေထွက်လာကြတယ်။သူတို့ရဲ့လှဲတွေအနီးမှာပဲနေရာထိုင်ခင်းခင်းကြတယ်။ ိတ်မကြလိုက်တဲ့အချိန်မှာတော့ရွာတွေကိုဝင်သွားကြတဲ့လူတွေကလက်ထဲမှာကြက်ဝက်စိတ်နဲ့ဘေးစားတဲ့အိမ်မွေးသရဝါတွေကိုဖမ်းဆီးပြီးပြန်ထွက်လာကြတယ်။ဖမ်းဆီးလာတဲ့သရဝါတွေကိုခုတ်ဖြတ်ပိုင်းတစ်ပြီးအသားတစ်တွေကိုကလေးတွေရောလူကြီးတွေကပါမင်းရီချက်ရီစားတော့ကြတယ်။အကုန်လုံးကအစားလုံကျူးကြတယ်။အသားတစ်တွေကိုစားနေကြတာများသွေးသံတရေရဲနဲ့မျက်လုံးကြီးတွေကိုပြူလို့ဒီမြင်ကွင်းကိုလက်ပြငေးတက်သူတယောက်ယောက်ကသာမြင်တွေ့မယ်ဆိုရင်တော့ တခါလေးနေရာတွင်လက်ဖြန့်ပြီးတေဆုံသွားနိုင်လိမ့်မယ်ထင်ပါ रे ဒီလဲတွေဟာအေးရွာနားမှာတပတ်လောက်ကြာကြာနေပြီးချိန်မှာတော့လဲတွေပြန်ကောက်ခါနောက်တနေရာစီကိုထွက်ခွာသွားကြပါ रे သူတို့ဒီလိုထွက်ခွာသွားပြီးတိုင်းရွာလေးစီမှာ လူသုံးယောက်တည်တတ်တာကတော့ဘာရဲ့ကြောက်မသိပါဘူးတိုင်းဝရွာသားငွေမောင်းတယောက်မျိုးစီကနေလုံသွားလုပ်ပြီးရွာကိုအပြန်ကားစီလာရာကနေဒိုးပင်လန်းစုံမှာဆင်းလို့တစ်ဖက်လက်ကြံခီးအတွဲလှဲကြုံကိုရှာလို့နေပါတယ် အချိန်ကညနေဆောင်နေပြီဖြစ်ပါတယ်။လမ်းပန်းခီးကခက်ခဲလုံးလို့မျိုးကနေဒုပင်လန်းစုံအထိကိုနေတဝက်ကျိုးတဲ့အထိကားစီရတယ်။ကားစီပြီးနောက်အခုရောက်နေတဲ့ဒုပင်လန်းစုံကနေရွာစီကို9နာရီကျော်ကျော်လောက်လှည့်ဆက်စီရတယ်။လဲပန့်ရှိသူတို့ကရွာကနေဒုပင်လန်းစုံအထိအရောက်လာတတ်ပြီးလဲဆောင်နဲ့တားလို့မျိုးစီကိုကားတက်စီတတ်ကြတယ်။ဒါကြောင့်ဒိုးပင်လဲဆုံမှာရွာကနေလာဆောင်ဆိုင်ကြတဲ့တဲကြုံတွေကမချကားပေါ်ကဆင်းပြီးတာနဲ့ဂျုံရတက်ပေမဲ့ ဒီကနေ့မှာတော့နောင်လေကြားလာပြီမို့လဲကြုံကဒစည်းမမရှိဘူးဒါနဲ့လဲကြုံဒစည်းတလေလောက်လာမလားဆိုပြီးငွေမောင်းတယောက်ဆုံးဆိုင်နေလိုက်တာနာယူဝဲ45မိနစ်လောက်ကြာမှပဲရွှေနှပင်ရွာကလဲကြုံကိုရရှိခဲ့တယ်တကယ်တော့ရွှေနှပင်ရွာနဲ့သူတို့တိုင်းဝဆိုတာရေတုံးမြောင်လမ်းခွဲကနေခွဲထွက်သွားတဲ့ရွာပါဒါကြောင့်ငွေမောင်းဟာရွှေနှပင်လဲကြုံကိုစီးရင်ရေတုံးမြောင်ကနေတိုင်းဝအထီကိုနှစ်နာရီလောက်ဆက်လက်ရှောက်ရပါလိမ့်ဦးမယ်တော်ယုံဆိုရင်တော့ဒီလိုအခြေအနေဆို ဘသူကစီးပါလိမ့်မလဲငွေမောင်းအတွက်ကတော့အခုအချိန်မှာအခုလိုလဲကြုံရတာကူပဲကျေးဇူးတင်လို့နေရပါပြီသူမြုပ်ပါလို့သွားလို့တာတစ်နှစ်ချောခဲ့ပြီရွာကနေထွက်သွားပြီးကလေးကအခုသာသတင်းကြုတ်အခါရမှုရွာကိုပထမဆုံးပြန်ရတာရေဒါပေမဲ့လည်းငွေမောင်းကန်ကောင်းခဲ့ပါလေလက်ဆော့ထွက်ပြီးတနားရီကြာခီးလောက်သွားမိချိန်မှာတော့သူတို့တိုင်းဝရွာကကိုအောင်ချူးဆိုတဲ့သူကလည်းလဲကြုံမရှိတော့ဘူးဆိုပြီးချင်းချင်းချောက်နေရာကအခွင့်ကြုံကလိုက်ပါလာပါတော့တယ် ချွေနှပင်ရွာကလဲပေါ်မှာငွေမောင်းတို့တိုင်းဝသား၂ယောက်ရေချွေနှပင်သား၂ယောက်ရေလဲမောင်းသူကိုပေါက်ကြီးဆိုတဲ့သူရေအလုံးပေါင်း၅ယောက်ပါဝင်တယ်။ခကြီးတစ်ယောက်တယောက်နဲ့တယောက်စကားရည်ဆိုရင်ပြောရင်လည်းလိုက်လာလိုက်တာရေတုံမြောင်ကိုရောက်တော့မိုးဟာတော်ရှုပ်နေလိမ့်ပြီ။ဒါပေမဲ့ကောင်းကင်စီကလာဆန်ရှိရဲ့ကျော်စန်းတစ္ဆလာယုံက လောကမြေပြင်ကိုကြောက်စင်းနေလေတော့မှောင်တယ်လို့လည်းမထင်ရပါဘူး။လင်းချင်းမှုကလည်းတိတိတသာပါ။၂ယောက်သားရေတုံမြောင်ကနေ ချွနှပင်းကလည်းနဲ့လမ်းခွဲခဲ့ကြတယ်။ကြံခီးကိုဝင်မောင်းတဲ့အကူအောင်ရှုလို့စကားပြောရင်းနဲ့ခြေချင်းချောက်ကြရတာပေါ့။တယောက်သေးဆိုရင်တော့တွားတဲ့ခီးကတော်လန်ခီးပြီမှု အတော့ကိုကတိကလင်တာဖြစ်ပေလိမ့်မယ်။အခုကတော့နှစ်ယောက်ဖြစ်တဲ့အတွက်စကားပြောဖို့ရှိပြီးစိတ်လေအားချရတာမှုဘာခက်ခဲမှတော့မရှိလိမ့်ဘူး။နှစ်ယောက်သားရေသူမြောင်ကိုဖြတ်ပြီးခင်နန်းကုန်းအတက်ကိုရောက်လာတယ်။ဒီဟာသူတို့နောက်ဘက်ရေသူမြောင်စီကစကားပြောတဲ့ နွားချူတန်းစားတဲ့အတန်တွေကိုကြားမိကြရလေတယ်။မမောင်းမင်းကြားမိလား။အင်းကြားမိရဲ့ကောင်ကျူ။နွားလေးတွေလာနေတာထင်နေ။လဲတွေမဟုတ်ဘူးကွာ။အများကြီးဖြစ်လိမ့်မယ်။လဲတွေများဖြစ်နေမလားပဲ။အတန်တွေကနားထောင်ရင်းနေကူသူတို့ဘက်စီကိုနီးနီးလာတယ်။တို့ရောက်ဘက်ကိုသွားမဲ့ပုံပဲကွာ။လဲကြုံလိုက်လို့ရရင်တော့ကောင်းမယ်။ကိုအောင်ရှူရဲ့အတွေ့အကြုံအနာရောက်တော့လေအစဉ်ပြေရင်လိုက်တော့ပို့ပြန်ရ။ အခုတော့မိမိကိုယ်သာအားကိုးရဆိုတဲ့အတိုင်း16ကျောင်းစုဟာငွေမောင်းရေဘာလို့မျှ16နေဦးမလဲတဲလာနေတာတေးချတာပဲဒီနားကထိုင်ဆောင်ကြမယ်လीနည်းနည်း6တော့နည်းနည်းပိုရောက်တော့ဘို့ဒါပါငွေမောင်းရမင်းကဒိုးပင်လဲစုံတွေကလှဲစီလာရတာငါကလမ်းချောက်လာမိလို့လမ်းတွေ့ရောက်မှပဲလှဲကြုံစီရတာငါချေတော်ရောက်လာပြီကွာကောင်ရှူပြောတာလေဟုတ်မှန်တော်မူငွေမောင်းဘာမှပြောဖြစ်တော့ဘူး ူးစိတ်မှာအဝေးကနေအခုမှပြန်လာရတဲ့သူမှုအင်းကိုအမြန်ဆုံးပြန်ရောက်ရှင်ပေမဲ့လေခကြီးသွားဖို့ကိုအောင်ရှူးစကားကမှန်နေတယ်လို့ရှိတာမှုမငင်းဆန်တော့အစဉ်ပြေမဲ့လန်နဘေးတနေရာစီမှာနှစ်ယောက်သားထိုင်ဆောင်ကြလေတယ်တိတ်မကြလိုက်ပါဘူးသူတို့မြင်တွင်တဲကိုရေတုံမြောင်ဘက်ကနေလမ်းအတိုင်းတက်လာတဲ့လှဲတွေကိုမြင်ရလေတယ်ဟာဒါဘီဟေးကိုအောင်ရှူးကဝမ်းတာအာရပြောပြီးလဲကြုံ စီဖို့ထားရတယ်ဝင်းမောင်လေးထားရမိတာပေါ့ လဲတွေ့အနာရောက်လာတော့ကိုအောင်ရှူကထိတ်ဆုံးကလဲကိုတားတယ်။တောင်ကြီးလဲကြုံကိုလိုက်ပြစေဦးဗျာ။အနောင်လဲပါလေအဲ့ဒီကလိုက်။ဒီလိုစကားပြောတာဘလို့ပါလေ။လဲသမားကသူတို့ကိုခက်ပြက်ပြက်စကားသာဆိုပြီးဆက်လက်မောင်းထွက်သွားတယ်။သူတို့လှမ်းကြည့်တော့နောက်မှလဲလဲတွေကမနေမလို့ဆက်နေတာကိုတွေ့ကြရတယ်။နောက်ထပ်တစ်စီးထပ်တားပြန်တယ်မရပြန်ပါဘူး။ငါးစီးမြောက်အထိသူတို့တားကြည့်ကြပေမဲ့တားသမျှလဲတိုင်းက နောက်လဲပါတွေကြီးပဲလေတံပြက်ပြက်တွေနဲ့ပြောနေကြလေတယ်။ဒီလိုအချိန်လေးကြောင်းနောက်ကဆက်လာတဲ့လှဲတွေကိုငွေမောင်းတို့နှစ်ယောက်မတားဖြစ်တော့ဘူး။ဒန်နဘေးကနေပဲကို့ဘသာချီချင်းချောက်ခဲကြရတယ်။လဲတွေကသူ့လိုနဘေးကနေဖြတ်သွားနေတယ်။အစည်းရေတော်တော်များများဖြစ်ပြီးဖြတ်သွားသမျှလဲတိုင်းသူတို့ကိုလောကုတ်တစုံတရာမပြုတ်လေဘူး။လဲတန်းကြီးဆုံးသွားတော့ကိုအောင်ရှူကပြောလေတယ်။လဲတွေတကယ်ကိုမနေဘူးပဲ။ရွာများပြောင်းကြလားမသိဘူး။ อืมထူတော့ထူးဆန်းနေဗျခမရတော့သတိထားမိတာမသိဘူးဘာကိုလဲငွေမောင်းရဒီလူတွေကဆက်ဆံကြီးတော်တော်ကိုကျဲပါနေတော့ပြီးတော့ဒီအချိန်ကြီးကိုအခုလို့သွားနေတာကြီးကဟာမင်းကဘာကိုပြောချင်တာလဲဒါနာဘာဝတွေလို့ပြောချင်တာလားอืมစိတ်ထဲထင်မိလာလို့ပါအကောင်ထဲလာကြီးမြင်နေရတာစကားတော့ပြောလိုက်သေးတယ်လေကွာဟုတ်တယ်ပါဘူးသူ့ဘာသာရွာပြောင်းကြတဲ့သူတွေဖြစ်မှာပါ ဝင်းမောင်လည်းဘာမှဆန်ပြုံးမိတော့ဘူးသူ့ဘသာသူပဲအတွေ့ထဲမှာပဲဆက်ဆက်ပြီးတွင်းနေမိတယ်လေရန်ကြီးကတော့သူ့တို့မြင်ကွင်းကနေအဝေးကိုရောက်သွားခဲ့ပါပြီ နောက်တော့အကွေးကောက်လမ်းတွေကြောင်းမြင်ကွင်းကနေကွဲသွားခဲ့ပါတယ်သူတို့ကတော့လမ်းဆက်လျှောက်ရင်းညစ်တကြီးခေါင်းချချိန်လောက်မှသာရွာကိုပြန်ရောက်ခဲ့ကြပါတယ်ညာတော့ကရွာတွေကကြက်တွေဝက်တွေစိတ်တွေပျောက်လို့တယ်တင်မောင်အိယာကနုံနုံချင်းတရွာလုံးအော့အော်တောင်းနေဖြစ်နေတဲ့တဲ့ရင်တစ်ခု ညာခီးကလည်းပန်းတာကတရောင်းအင်ရောက်တော်မိသားစုများလက်ဆောင်ဆက်မိတာကတရောင်းကြောင့်သူတို့တမိသားစုလုံးအိယာထနောက်ကြရလေတယ်အိယာကနိုးလေတော့သတင်းကိုကြားမိပြီးသူတို့အင်ကအင်မွေရိတ်ဆန်တွေကိုစစ်ဆေးကြည့်မိတယ်ဟာကျန်းနှကောင်ပြောင်းနေတယ်ဟိသူတို့အင်ကကျန်းနှကောင် အခုခံခဲ့ရတယ်ပြော်လုံးအတိုင်းတာနဲ့စူပေါင်းကြည့်တော့ကျန်းကောင်20ဝက်ကတကောင်နဲ့စိတ်ကတကောင်ဒါဟာတာမန်တော်တပါဝါအပြော်တန်းကစားခြင်းလို့ ခိုးယူတာမဟုတ်ပဲစီးပွားဖြစ်ခိုးယူတဲ့သဘောကိုတက်ရောက်နေလိမ့်ပြီးတကြီးနဲ့ရွာကောင်းဆောင်တွေကဒီကိစ္စအတွက်ကိုစုံစမ်းကြတယ်ခိုးသူကအတုပ်ကိုကျွမ်းကျင်ပုံရှိတယ်ဗန်နီယာစီမာမားကရှီယာလက်ရာမကြံရစ်ဘူးစုံစမ်းသမှုတွေမှာလည်းဘာမှမထူးခြားခဲ့ဘူးဒီလိုကနေတနေကုန်လို့တညာပြောင်းရပြန်လေတော့တယ်ညုံပိုင်းအချိန်ရွာဆုံနေတဲ့ကိုချင်းနဲ့မချူလို့လင်များတွေရွာတစ်ဖက်ကွင်းထဲကခက်တက်တဲ့လူတန်းတချို့ကိုကြောင်မိကြရလေတယ်ကိုချင်း တော့အတန်တွေကြားမိလားအေးကြားမိတယ်ဟာလူတွေစကားပြောတန်ဒီတော့ပြောရှင်နေကြတယ်အတန်ဒီဟုတ်တယ်နော်ဘယ်ကလူတွေကများဒီအချိန်ကြီးကိုမချူခတ်တူတူယူမိရယ်သူတို့ရဲ့တစ်ဖက်ကရွာပြင်ကွင်းကြီးစီမှာဘာဆိုဘာမှရှိမနေတာသူတို့တီးပဲလီဖက်ကြည့်ဖို့ကြားပြန်တော့လေသူတို့အင်္ဂလိပ်အနည်းတဝိုက်မှာအင်ရှေကမရှိဘူးအပြင်းလဲမထွက်ရဲဘူးမတော်လို့တခိုးရမြများဆိုရင်ဆိုပြီးမချူတွေးရင်ရင်ထိတ်မိရတယ် ဒီချိန်ကြီးကြဖတော့ဒီနီးနာကရွာလေးလေဘာအကြောင်းလဲမှအခုလိုလာမယ်မထင်ဘူးလေဒါဖြစ်တစီရီများလားဒါပဲဖြစ်မှာပေါ့အိုးကြောက်ကြောက်လိုက်တာတော့ကျုပ်ကတခိုးတွေဓမြတွေလောက်ပဲလို့တွင်းနေမိတာတော်ပြောမှာပဲအိုးစသိန်းနေတော့ထလာရပြီပြောပြီးတာနဲ့ကိုချစ်ရဲ့ရင်ဝင်ထဲကိုမချို့တရားတိုးဝင်မိပါပြီကိုချစ်ကလည်းဒါမျိုးကသူ့လိုချင်တဲ့အခွက်ဆိုတော့မျက်နှာကြီးကပြုံးပြေးလို့ရလေ တကယ်တမ်းတော့သူလည်းခါခါနာနာမသိပါဘူးစိတ်ရှိရဟုသာပြောလိုက်တာအရက်သုံးစကားအရဆိုရင်တော့ဒီယုံမြင်လို့ဒီချုံထွေးနေရေပေါ့အကြောက်ပါနဲ့မချိုရေငါတယောက်လုံးရှိပါတယ်ဟာကိုချေပြောလိုက်တယ်မချိုစီကဘာမှတုံ့ပြန်စကားမဆိုဘူးနေမယားနှစ်ယောက်တည်းရှိတဲ့တင်းအင်္ဂလိပ်စီကအတံပလန်ဒီတိုးတိတ်စိတ်သွားပါပြီအဲ့ဒီညကတကောင်းရမှာတော့ကိုချေပြောခဲ့သလိုပဲနှုတ်စည်းတာလားဘာလို့မသိတတ်ဘူးသူတို့အတန်ကြားရကွင်းဘက်ကနေ ရွာလေးစီကိုလူလူလူတစီလူလူရိတ်တွေဝင်ရောက်လာခဲ့တယ်။ခွေးတွေလည်းမဟုန်တလို့ဦးတန်လေးထွက်မလာဘူး။ရွာလေးကခွေးတွေတိုင်းဟာလို့ရမှာသွားရောက်ပုံပေါက်ကြတယ်။ရိတ်တွေကတော့ရွာလေးကိုရောက်တာနဲ့ရွာလုံးစီအနှံ့ကိုဖျက်ချက်သွားလာကြတယ်။အိမ်မွေးတရိတ်ဆန်တွေကိုဆွဲယူဖမ်းဆီးကြတယ်။ကြက်တွေကြက်ဖမ်းတွေဝက်တွေဝက်ဖမ်းတွေ စိတ်တွေစိတ်ဖမ်းတွေခွေးတွေရင်ခွေးဖမ်းတွေသူစန်းနာကသူတို့ဖမ်းဆီးတာကိုခံကြရတဲ့တရိတ်ဆန်တို့ဟာဘာတံမှောက်ကိုမပြုတ်နိုင်ပဲ။ အယုတ်တွေလိုပဲငိတ်သက်လို့ဖန်စီခံကြရတာပါသူတို့လူချင်းတလောက်ကိုဖန်စီရောက်ယူပြီးချိန်ကြတော့အရေးတွေဟာရွာပြင်ကိုပြန်လဲလို့ထွက်ခွာသွားပါတော့တယ်ဒီဖြစ်ပျက်ကိုတရားလုံးအထဲမှာမှတိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရတဲ့သူနှစ်ယောက်တော့ရှိလေတယ်အဲ့ဒီသူတွေကတော့ငွေမောင်နဲ့ကိုအောင်ရှူတို့ပဲသူတို့နေကြတာကရွာတောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပေမဲ့မြင်ရတာတွေကတော့ထူးကြီးနေတယ်နှစ်ယောက်စလုံးသူတို့မြင်ရတဲ့အရာတွေအတွက် စကားဆိုဖို့ရတာအောင်ရှိမနေဘူး ဘသူကမှလည်းပြောဖို့ရာမဝင်ရဲကြဘူးနောက်တနေ့မနက်မှာတော့တိုက်တိုက်ဆက်ဆိုင်ကိုပဲကိုအောင်ရှူတရားဝင်မောင်စီကိုဆိုက်ဆိုက်မြဲမြဲရောက်လို့လာခဲ့ပါတယ်ဝင်မောင်ငါညာဒီလိုမြင်မိတယ်ကွာဟွန်းကျုံလည်းမြင်မိတယ်ဘာထူးရှာလဲကျုပ်တို့တွေလဲကြုံစီဖို့လုံကြတဲ့လှေတန်းကြီးကလူနှစ်ယောက်လောက်ကိုမြင်မိတယ်ဟေးငါလည်းအဲ့ဒီထဲကလူနှစ်ယောက်ကိုမြင်မိတယ်ဟာကျုပ်တို့ရွာကအကောင်တွေပျောက်ပျောက်နေတာသူတို့လက်ချက်ပဲဗျာ သူတို့ရောက်တဲ့ညကပျောက်တာကလေသူတို့ပဲနေလိုက်မယ်။သူတို့လဲတွေငါတို့ရွာနားမှာပဲရှိလိုက်မယ်ကွာ။အဲ့ဒါတော့ဟုတ်တယ်။ဘလို့လုံးကြောင်လဲကိုအောင်ရှူ။ရွာကလူတွေကိုအကျိုးအကြောင်းပြောပြရမှာပေါ့။ရွာကလူတွေကိုပြောပြရင်သူတို့ကယုံကြပါမလား။မယုံစရာဘာရှိလဲကွာ။မင်းရောငါရောမြင်ကြတာပဲ။ငါတို့လိုမျိုးမြင်တဲ့သူလဲထက်ရှိရင်ရှိမှာပေါ့။အင်းပေါ့ဒါဖြစ်လေပြောကြတာပေါ့။နှစ်ယောက်သားဒီရင်စီကိုထွက်ခဲ့ကြပြီး အကျိုးအကြောင်းပြောပြကြတယ်။တကြီးကစပြီးသူတို့စကားကိုယုံကြည်မရှိဘူး။မဖြစ်နိုင်ဘူးလို့ပဲအားလုံးကယူဆနေကြတယ်။ဒီလိုလုံးနေတာဟာလေရွာတွေကဓမ္မမဟုတ်တခြားရွာက စီးပွားလုံးငါအတွက်ခိုးယူနေတာလို့ပဲအထင်ရှိနေကြတယ်။ဒီအတွက်ကိုလည်းကင်းသမားတွေစီစဉ်ထားတဲ့အကြောင်းပါပြောပြလာတော့အောင်ရှူရောငွေမောင်ရောဘာပြောတတ်တော်မလဲ။ဒီအတိုင်းလက်ပြန်ခဲကြုံပေါ့။ဒါပေမဲ့လေသူတို့ရဲ့စိတ်အတွင်းမှာတော့ရွာကလူတွေကိုသူတို့စကားမြုံကြည့်ကြတဲ့အတွက် လင်ကြီးတတေဖြစ်နေကြရလေဒီအတွက်ကိုအကောင်းဆုံးသက်သေပြနိုင်ဖို့သူတို့နှစ်ယောက်စူးစမ်းကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်ညရောက်တော့နှစ်ယောက်သားအရင်ညကလိုပဲသူတို့မြင်ထားတဲ့လူတွေရွာတွေကိုဝင်လာပြီးပြန်ထွက်ကြရင်ကြတော့အနောက်ကနေတိတ်စိတ်လိုက်ပါကြတယ်အချင်းရလူတွေကရွာတွေကဖမ်းလာတဲ့အကောင်တွေကိုလက်ထဲကင်ပြီးပြောချင်စွာခုံပေါက်သွားလာနေပါတယ်အောင်ရှူတို့ငွေမောင်တို့ကတော့အနောက်ကနေပုံလိုက်ကွဲလိုက်နဲ့လိုက်ပါကြတယ်ရွာပြင်ကွင်းပြည်ကြီးစီကိုရောက်လေတော့တဲတွေအများကြီးရထားပြီး လူသူကလေးငယ်တွေပါအရှိပြုရနာနေကြတာကိုမြင်ကြရတယ်။လက်ဆော့တတော်သူတို့ကဒီမှာရောက်နေကြတာပဲ။အောင်ရှူးကတီတိုးပြောတယ်။သူတို့ရှုံတခုထဲဝင်ပြီးကြီးနေကြတော့မှပဲ။ရွာတွေကပြန်လာတဲ့သူတွေကိုလှဲစီကလူတွေကခုံပေါက်ပျော်ရွှင်ပြီးကြိုးစိုးကြတာကိုမြင်ကြရတယ်။ပြီးတော့ဖန်းစီယူဆောင်လာတဲ့အကောင်တွေကိုခုတ်ထိပ်ပိုင်းဖြတ်ပြီးသွေးသက်တရေနဲ့အသားစင်းတွေကိုကလေးရောလူကြီးပါမကျန်အကုန်လုံးမြင်ရည်ချက်ရည်ကြီးစားတော့ကြတော့တာပါပဲ။ တချို့ဆိုခုတ်ထည့်ရာကကြလာတဲ့သွေးတွေကိုလက်ခုတ်ခွက်တွေနဲ့အလူရက်ခံလို့တောက်နေကြသေးတယ်။အောင်ချူးနဲ့ငွေမောင်တို့မှာတော့ဒီမြင်ဝင်းကိုကြည့်ပြီးအော်ဂလီဆန်လာရက ပြုတ်ဝင်ကျင်လာလို့မင်းရဲ့စိတ်ကိုထိန်းကြရလေတယ်။ပြန်ကြောက်စို့အောင်ချူးရာအေးအေးနှစ်ယောက်သားလာလန်းအတိုင်းကိုအသက်မထွက်အောင်လှည့်ပြန်ကြတယ်။အနေငယ်ဝေးတဲ့နေရာလေးရောက်ရရွာထီးအရောက်ကိုတုတ်ချင်တင်တော့လေတယ်။သူတို့နှစ်ယောက်ရွာလေးကိုဝင်တော့ကင်းဖွင့်နဲ့送လေတယ်။ ကိုနေ့ကအရေးတွေဝင်လာခြင်းရောပြထွက်သွားခြင်းမှာရောဒီကင်းသမားတွေကဘယ်ကိုရောက်နေကြတယ်မသိဘူးအောင်ရှူးကသူတို့တွေးခဲ့တာကိုပြောပြတယ်နေ့လေတုန်းကလေဘယ်သူမှမြုံကြတယ်လို့အခုလဲဘယ်သူမှမြုံကြဘူးသူတို့ကိုယ်တော်ပျောက်ဆုံးမှုတွေအတွက်သင်္ကာမကင်ဖြစ်နေကြကုန်သေးတယ်သူတို့နှစ်ယောက်ဇလန်းထွင်ပြီးပြောနေကြတယ်ပေါ့ကျုပ်တို့တက်တည်ပြောက်ပါမယ်ဗျာအောင်ရှူးနဲ့ဝင်မောင်တို့ကပြောကြတယ်အေးလေမင်းတို့တက်တည်ပြောက်နိုင်ဗျာ အပြောင်းနိုင်လို့ကတော့မင်းတို့တယောက်ရဲ့လက်ချက်ပဲအောင်ရှိုးတို့လည်းဗက်တက်နိုင်မလဲပြန်သွားချင်းပေမဲ့လေကင်းသမားတွေကိုခေါ်ဆောင်လို့ခနဲ့ကကွင်းကြီးစီကိုပြန်လာခဲ့ကြရတယ်ကွင်းကြီးစီကိုရောက်တော့လဲရီကိုအရင်တိုင်းပဲမြင်နေကြရတယ်လဲရီစီကလူတွေကတော့အသားစိမ့်တွေကို စားသူကစားကြတော့စားပြီးကြတဲ့သူတွေကစကားစမြည်ထမ်းပြောနေကြတယ်ခလီရီကတော့သူ့ဆုနဲ့သူစိုးကစားနေကြပြီလေဟိုမှာတွေ့လားလှေတန်းကြီးအောင်ရှူးကကင်းသမားတွေကိုလှမ်းပြတယ် ကင်းသမားတွေမျက်စိမျက်နှာပြတ်သွားကြတယ်အเจ้าကအောင်ရှူပြသရာကိုသူတို့မြင်မိလို့မဟုတ်ဘူးကွင်းမြေကြီးထဲမှာအောင်ရှူတို့ပြောတဲ့အရာတစ်ခုမှရှိမနေပဲဟာလာဟင်းလင်းကြီးသာဖြစ်နေလို့ရေဟာဖမလေးဘာမှရှိမနေဘူးဟာဟုတ်ဖမလေးဗျာဟဲ့ကောင်မေဦးကြောင်ကြောင်လုံးမနေနဲ့ဘာမှမရှိဘူးမင်းတို့နေရာကိုမကောင်းမှုကိုဖုံးကွက်ခြင်းလို့ဇလန်းစင်နေအောင်တိတာနေပြီအောင်ရှူတို့နေရာကိုညှဉ်းဆန့်လေမရတော့ပါဘူး ကင်းဖွဲကသူတို့နှစ်ယောက်ကိုတရားခံအဖြစ်အတီတလင်းဆူဆွဲပြီးတော့တကြီးရင်စီထိတ်တုံးခတ်ဖို့ရာခေါ်ဆောင်သွားခဲ့လေတယ်။ကျုပ်တို့တကယ်မလုပ်ပါဘူးတကြီးရေ။ကျုပ်တို့ပြောတာကိုယုံပါဗျာ။အောင်ချူးနဲ့ငွေမောင်လုံးနှစ်ယောက်ထိတ်တုံးအတွင်းကနေတကြီးနဲ့ကျန်တဲ့သူအလုံးကိုရှင်းပြနေကြတယ်။ပြောင်းလေ။လေကျော်တွေရှင်းမနေကြနဲ့တော့မင်းတို့နှစ်ယောက်ရွာကိုပြန်လာတဲ့ညကစပြီးရွာထဲမှာအခုလူတွေစပြီးတော့ပျောက်ဆုံးနေတာ။ဒီထဲကမင်းတို့ကငါမတင်တာဖြစ်နေတာ။ပါတယ် လဲစီ90ပါးလေးလှည့်တက်ကြီးဟုတ်လားလကကြံကြံစီစီကွာတကြီးခမ ्या တို့တကယ်မှားနေပြီနော်တရခန်စစ်ကကျုပ်တို့မဟုတ်ဘူးဗျာဟာမင်းတို့မဟုတ်လို့ဘသူဖြစ်အောင်မလဲလဲတက်ကြီးပါဆိုဗျာဟဲ့ကောင်လေးမင်းတို့ပြောတဲ့စီကိုတတ်သိပြမယ်ဆိုလို့လိုက်ကြည့်ကြသေးတာပဲဘာမှဖြစ်မနေဘူးလေကွာသူတို့ပဲမမြင်တော့ဗျာကျုပ်တို့နှစ်ယောက်ကမြင်ရတယ်မြင်ရမှာဗော မင်းတို့ဖန်တီးထားတဲ့အရာပဲဟာဟဲ့ကောင်လေးမင်းတို့ဒီထက်ပေးရှိလာရင်တော့ထိတ်တုံးနဲ့ရောကြီးနေမဟုတ်ဘူးချိန်ထဲမှာပေးရတော့မှာနော်ပြောမလို့ဗာနေတော့ကိုအောင်ရှုရာငွေမောင်ကအခြေတင်ပြောမလို့ဘူးအောက်ချူးကိုတားမြစ်လာလိပြီဟဲ့ကောင်ငါတို့မှမဟုတ်တာကွာမဟုတ်တော့လေဗျာကျုပ်တို့ဘက်ကဘာများတက်တည်ပြနိုင်ဘူးရှိလို့လေအောင်ချူးငိမ့်သက်သွားရတယ်ငွေမောင်ပြောတာမှန်တယ် ူတို့မလုပ်ဘူးဆိုတာမှတ်ပေမဲ့လေတက်တင်ပါပြောင်းလို့မရပေပဲထက်ရှင်းပြနေလေအပူပဲဖြစ်တော့မှာရေအေးကွာငါဘာမှမပြောတော့ဘူးနှစ်ယောက်သားကြံသူတွေအပြစ်တင်မြောက်ဘူးခေါင်းငုံခါးစည်းခံဖို့ဆုံးဖြတ်လိုက်ကြပါတယ်အချိန်တန်ရင်တော့အမှန်တကွဆိုတာဖက်ပေါ်လာမယ်လို့တို့သူတို့စိတ်ကယုံကြည်နေမိပါတယ်နောက်တနေ့ညနေဆောင်အချိန်မှာတိုင်းဝရွာတွေကိုအယူတရားရောက်ရှိလာခဲ့တယ်အယူရဲ့ပုံစံကအယောင်လွှင့်နေတဲ့ယောဂီအဝေစားတွေစိုးစိုးချာချာ ပင်ရှိရီကကောက်တိကောက်ဝေးဘုံတိုက်နဲ့အဝေစားရီလိုပဲအယောင်ပြပြယောဂီလွယ်ကြီးတလုံးကိုလွယ်လို့အုံးလက်မြင်းကိုပခုံးထက်မှာထန်းထားလေတယ်။အိုးဟိုလှဲသား900။အေးမဟုတ်ပါဘူး။လှဲသား90ကန်းကုန်လေတယ်။သူတို့ကသူတို့သင်မှန်းမသိတယ်။ရွာစဉ်လှဲ့လေရွာထဲခိုးဝင်ရရသူအသားကိုခိုးစားလို့နေနေကြပါလေတယ်။အယူကရွာထဲကိုစောက်ဝင်လာကြတဲ့ကတချင်းမမယ်စာကျိုးလည်းမဟုတ်တဲ့ တခုတည်းသောအကြောင်းအရာကိုသူ့ပစက်ထဲကတွေ့ကြရနဘေထက်လို့အော်ကြီးဟစ်ကျဲတီဆူနေခဲ့တယ်။အယူနာမှာကခလေးတွေကဝိုင်းနေတယ်။အယူကသချင်းကိုတီဆူရင်တခါတလေဇမင်းသားများလိုကောက်ခုန်လီတယ်။ပြီးတဲ့အခါသူ့ကိုဝိုင်းဝန်းထားတဲ့ခလေးတွေကရွေးထဲကတရားလုံးတွေကောင်းချင်းပေါင်းတွေကိုထုတ်ဝေပေးနေတယ်။ဒီလိုအချင်းအရာတွေကြောင့်အယူကိုခလေးတွေကမကြောက်ဘဲအနားကပ်ပြီးလက်ခုပ်လက်ဝါးတီးလို့အားပေးနေကြတာဖြစ်လိမ့်မယ်။ကောက်ခုန်တီဆူရင်နဲ့တကြီးအင်ချစ်စီကို အယူကရောက်ရှိလာခဲ့တယ်။တကြီးအိမ်ချေရောက်တော့အယူကကားနေရာကနေရုတ်တရက်ရက်လိုက်ပါရော။ပြီးတော့တကြီးအိမ်ထဲကိုခက်တီတီပဲလှမ်းဝင်သွားတယ်။တကြီးအိမ်ကလူတွေကအယူကိုမောင်းထုတ်ဖို့စိတ်ဆန္ဒမရှိပေမဲ့ဘာကြောင့်မှန်းမသိထိုင်ရာကမထားမိကြဘူး။အာဇီထက်ခံထားတဲ့သူတွေလိုပဲငြိမ်နေမိကြတယ်။အယူကတော့ဘသူ့ကိုမှဂူးမဆိုင်ထိတ်ထုံခက်ခံထားတဲ့ငွေမောင်းလို့နှစ်ယောက်စီကိုတန်းသွားတယ်။တောင်လေးနေလို့မလုပ်ဘူးဆိုတာငါသူတော်သိတယ်။ ဟင်အယူစီအားပြောချလာတဲ့စကားကြောင့်ငွေမောင်ရောအောင်ရှူရောအံ့အားတင်သွားကြတယ်ခခမရကဟေးလေသား90ကိစ္စလေငါသူတော်လေးတိရလေဟာစိတ်မပူနဲ့တော့ငါသူတော်လေးဒီကိစ္စကိုဖြေရှင်းပေးမယ်မရတကယ်ပြောတာလားခမရကအယူစီရောဟုတ်လို့လားငါသူတော်လေးကအယူစစ်မဟုတ်ဘူး။ဒါဆိုခမရလား ဟမ်ငါသူတော်လေးကနတ်သားလေးကဲကဲကဲဒါရီမင်းမနေနဲ့အရိယာကနေလို့ရွာမှာကြုံနေရတဲ့လှဲသား90ကိစ္စကိုငါဖြည့်ချင်းပေးဖို့ရောက်လာခဲ့တာမဟုတ်လို့ရှိရင်သူတို့ပြတ်ထွက်သွားတာနဲ့နေလို့နှစ်ယောက်ပြင်းနောက်ထပ်တစ်ယောက်ကသူတို့နဲ့လိုက်ပါသွားလိမ့်မယ်ဗျာကျုပ်တို့ကအေးသူတို့ကစင်စာတည်နေတဲ့ပရာလောကသားလှဲသား90ဖြစ်နေကျင်လည်ပြီးနေရတာနှစ်ပေါင်း900လောက်ရှိပြီသူတို့ကသူတို့ရဲ့မိသားစုတွေကိုလှဲပို့တင်ပြီး နေရာတိုင်းကိုလှည့်လည်သွားနေကြတယ်။သူတို့ရဲ့စားလောင်မှုတွေကိုရွာတွေအနားမှာစတဲ့ချကတ်နေပြီးဖြည့်ချင်းကြတယ်။အဲ့ဒီရွာကနေပြန်ထွက်တာနဲ့သူတို့စီက၃ယောက်ကကျုပ်လွပြီးရွာက၃ယောက်ကသူတို့စီကို90ပြည့်အောင်ပြန်လည်ဖြည့်တင်ပေးရတယ်။ဖះဖះသူတို့ကိုဘယ်သူမှမမြင်နိုင်ဘူး။ဒါပေမဲ့မြင်နိုင်တဲ့သူကကြာ၃ယောက်ပဲရှိတယ်။အဲ့ဒါကသူတို့စီကိုအင်အားပြန်လည်ဖြည့်တင်ရမယ့်သူတွေပဲ။နောက်ဆိုကျုပ်တို့၂ယောက်ကလူစားလဲရမယ့်သူတွေပေါ့။ ်ဟေးဟုတ်တယ်ရွာထဲမှာနင်းတို့လိုပဲမြင်နိုင်တဲ့သူနောက်တစ်ယောက်ရှိနေလေဦးမေနောက်တဲ့နင်းတို့တယောက်ကအခု9နောက်မှာရှိနေတဲ့တစီကြီးကိုရောမြင်ကြလားမြင်မြင်ရပါလေအယူကဒကြီးဘက်ကိုလှည့်ကြည့်ရေဒကြီးနဲ့ရှိသမျှလူအလုံးကအယူပြောတာကိုအကုန်လုံးကြားနေကြရတယ်လေဟိုဘက်ကသူတွေရောကျုံနောက်ကတစီကြီးကိုဘယ်သူမြင်ရလဲကျုပ်ကျုပ်မြင်ရပါလေဒါဆိုရင်တော့နောက်ထပ်လူသားလဲခန့်ရမယ်တယောက်က တကြီးပဲပေါ့ဟာတကြီးဦးထင်အလွန်ပဲထိမ့်လန့်သွားခဲ့တယ်အယူနောက်ကပိမိန်ချီချီတစီကြီးကိုသူတကယ်မြင်နေရတယ်လေလူတွေကတင်ပါဘူးတော့ကြောက်ကြတယ်မဟုတ်လားအခုကတေးပြီးနောက်မှာတော့ကျွတ်လွတ်ခွင့်မရပဲကျင်းသာတစ်ခံနေရတဲ့ပရာလောကသားလှဲသားဖြစ်နေနှစ်ယောက်ချီအောင်နေရမယ့်အရေးဆိုတော့တကြီးခမညာကတွေးပြန်ရလိမ့်ပြီဒါတွေကအအမှန်ဒီပဲလားအမှန်ဒီပဲပေါ့ဟာ ဒါဖြစ်ကျုပ်တို့ကဲပေါင်းသူတော်ရဲ့ကျုပ်တို့ဘယ်လိုလုပ်ရပါမလဲသူတို့ကသူတို့ကိုသူတို့တေးပြီးအခုလိုဖြစ်နေကြမှမသိရဘူး။ဒါပေမဲ့နတ်သားလေးသူတို့ကဒီကိစ္စကိုဖြေရှင်းပေးနိုင်ပါတယ်။ဘယ်လိုလုပ်ရမလဲ။အာကိုပြစီနတ်သားသူတော်လေးရဲ့တကြီးကယူရဲ့နေမျိုးကိုလေတံလိုက်လို့ပြောလိုက်လေတယ်။ဒီည7နာရီမထိုးခင်နင်းတို့3ယောက်နဲ့ငါသူတော်လေးတို့သူတို့စီကိုသွားကြတာပေါ့ အဲ့ဒီအချိန်ဆိုသူတို့လေရွာလေးကိုလာမလို့ပြင်ဆင်ကြတော့ဆိုတော့လူဆုံနေလိမ့်မယ်ဟုတ်ဟုတ်ကဲ့ညနေချိန်အတီးကြပြောရရင်တော့ည7နာရီမထိုးခင်အချိန်အယူသူတော်တစေကြီးကုံနဲ့တကြီးဦးထင်တို့လူစားလဲခံရမယ့်၃ယောက်တို့ဟာရွာပြင်ကိုထွက်လာခဲ့ကြတယ်သိပ်ပြီးမလှမ်းတဲ့နေရာဆိုတော့ခနာအတွင်းလေးရီချီအားကွင်းပြင်စီကိုရောက်ကြလေတယ်။ကွင်းပြင်ထဲကလေးရီကိုမြင်တော့တကြီးဦးထင်ခမရမျက်လုံးပြူသားနဲ့ အလွန်အံ့ဩနေမိတယ်။အားလုံးပဲဟန်မပြက်ရှိနေကြ။သူတို့ထဲကိုဝင်ပြီးစကားသွားပြောကြမယ်။ဟုတ်ဟုတ်ကဲ့။အယူသူတော်ကချီးကနေဦးဆောင်ပြီးလဲတွေထဲကိုဝင်လေတယ်။သူတို့ကိုလဲစီကလူသူတွေအကုန်လုံးကဝိုင်းဝန်းကြည့်နေကြတယ်။ခေါင်းဆောင်လိုယူဆရတဲ့တယောက်ကသူတို့စီကိုလှမ်းလာပြီးဟေးဘသူတွေလဲ။လူစားလဲတဲ့သူတွေလား။ဟုတ်တယ်။တစ်ဖက်ကအမေကိုအယူသူတော်က တီတီတန်းတန်းနဲ့ခေါင်းချင်းလို့ဖြေတယ်။၃ယောက်ပဲမဟုတ်လား။ဘလို့ကြောင့်၅ယောက်ဖြစ်နေတော့။၃ယောက်ပါပဲ။နှစ်ယောက်ကသူတို့ကိုလိုက်ပို့တာ။အော်အင်းဟုတ်ပါပြီလေ။ကျုပ်တို့ကလည်းသူတို့၃ယောက်ရောက်လာကိုမျှော်နေကြတာ။ဒီက၃ယောက်ကတော့စားရောက်တဲ့နေကလေးကထွက်သွားကြပြီ။သူတို့လှည့်သုံးစီအတွက်မောင်းသူလုံးနေလို့စောင့်နေတာ။အခုတော့ရောက်လာပြီပေါ့။ကောင်းဆောင်ကဝန်တာကြည့်ပြရဲမြန်ထားနေပြောလာတယ်အယူသူတော်က လဲသားတို့ရဲ့ကောင်းဆောင်ငါသူတော်ရောနင်လုံးနဲ့လိုက်လို့မရဘူးလားဟိုမရဘူးလေသူတို့သုံးယောက်နဲ့ဆိုရင်ပြည့်နေပြီပြည့်နေလဲကတ်လိုက်လို့အဆင်ပြေမလားဟိုဘေးရောက်ပါတော့ဒါဖြစ်ဟုတ်ကတယောက်ရောအစေကြီးကိုလမ်းချုပ်ထိုးလို့သူတော်ကပြောလိုက်တယ်သူလည်းမရဘူးလေအော်လဲကောင်းဆောင်ရေနင့်မလဲနော်တေပြီးသားသူတေမှာမကြောက်တဲ့သူနင့်စီကိုလိုက်ရှင်တဲ့သူကြောင့်မခေါ်ပဲ တေမာကြောက်တဲ့သူနှင်းစီကိုမလိုက်ရှင်တဲ့သူဘာကြောင့်ခေါ်နေရတာလဲ။အိုးဒါကကျွန်တော်ကိစ္စပါ။လေကောင်းဆောင်ကဒေါသမျက်နှာနဲ့ပြောလာတယ်။တေချာစဉ်းစားပါဦး။သူတို့မှာမိသားစုတွေရှိတယ်။လေကောင်းဆောင်မှာလေဟောဒီလှည့်တဲ့ကြီးကိုမိသားစုအဖြစ်သတ်မှတ်ထားတယ်။သူတို့စီကရွာတရွာရောက်တိုင်းလူ၃ယောက်ထွက်သွားခြင်း။နင်ဘလို့ခံစားရတယ်လေ။အဲ့လိုပဲ။သူတို့ဘက်ကသူတို့ရဲ့မိသားစုတွေရဲ့ခံစားချက်ကိုကိုချင်းစာကြည့်ပို့။ လဲကောင်းဆောင်ငိမ့်သွားခဲ့တယ်။နင်တန်ယုံစင်ကြီးလုံးလားသိပါရဲ့။ဒါပေမဲ့နင်စီကအခုကြံရတဲ့ငေသားတွေထဲမှာလူဘွားကိုပြန်လာပြီးသင်ငယ်စည်းကျင်သူရှိတယ်။ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတဲ့သူတွေရှိတယ်။ဒါပေမဲ့နင်အတ္တမှာသူတို့ရဲ့လုံမြောက်မှုတွေအားလုံးကကန့်သက်ခံထားရတယ်။နင်သားအကြီးကဲဆိုရင်သူတို့ဆန္ဒသူတို့မျက်နှာကိုကြည့်ရမယ်မဟုတ်လား။လေကောင်းဆောင်သူ့နောက်ကလူတွေချားကိုလှည့်ကြည့်လိုက်တယ်အကုန်လုံးကသူ့ဘုံမျောလင်းတကြီးဖြစ်နေကြတဲ့မျက်နှာတွေနဲ့ နင်သူတို့ကိုမေးကြည့်ပါကျူတန်းဝင်ကြီးကြသလားလို့ခေါင်းဆောင်ဖြစ်သူကသူ့လူတွေဘက်ကိုလှည့်ကြည့်လိုက်တယ်အကုံလုံးကခေါင်းဆောင်ကိုမျက်လုံးချင်းရင်ဆိုင်မကြည့်ဝန်းတာကြောင့်ခေါင်းလေးတွေငုံကြတယ်တင်းတို့အားလုံးကျူတန်းဝင်ကြီးကြသလားနှုတ်ဆက်နေကြပါလေကျူတန်းဝင်ကြီးကြသူရှိရင်ငါအခွင့်ပေးပါမယ်ခေါင်းဆောင်ရဲ့ထက်မှန်ပြောတဲ့စကားစီမှာငေသားတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်လေတယောက်ကကျွန်တို့တို့ခေါင်းဆောင်ရဲ့လက်အောက်မှာ နေရတာပျော်ရှင်ကြရပါလေခွဲလေမခွဲချင်ပါဘူးဒါပေမဲ့ဒီဘွားကြီးမှတော့စက်မနေချင်တော့ပဲကျွတ်တဲဝင်ကြီးမိပါလေအဲ့ဒီတယောက်ရဲ့စကားဆုံးမှာတယောက်ကစားတယောက်ဆိုတဲ့အတိုင်းနောက်လူတွေကထထပ်ပြီးကျွတ်တန်းဝင်လို့ကြောင်းပြောလာကြပါလေနောက်ဆုံးတော့ခေါင်းဆောင်တယောက်သာကြံရရပါပြီခေါင်းဆောင်ဟာသူ့လူတွေကိုကြည့်ပြီးမျက်ရည်တွေမြောက်စွာဆင်းလို့ငိုကြွေးနေပါလေအေးကောင်းပြီငါတင်တို့အားလုံးကိုကျွတ်တန်းဝင်ဝင်ပေးပါလေ ငါရဲ့အတာနဲ့တင်တို့ရဲ့အခွင့်အရေးကိုထိချုပ်ထားသလိုဖြစ်သွားရင်အားလုံးကိုငါတောင်းပန်ပါတယ်။လေသာကောင်းဆောင်ဟာသူတို့ရဲ့ငယ်သားတွေအရှိမှဒူးထောက်ချလိုက်ပါတယ်။အိုးကောင်းဆောင်ရေအဲ့လိုလည်းမဟုတ်ပါဘူး။ကောင်းဆောင်ရဲ့ဆောင်းချောင်းမှုကြောင့်ကျွန်တော်တို့တွေအခုလိုတစူတစီရဲ့ရှိနေရတာပါ။ကောင်းဆောင်ကိုကျွန်တော်တို့မခွဲခွာတော့ပါဘူး။အကုန်လုံးကလည်းကောင်းဆောင်ကိုပြန်လဲတောင်းပန်ကြတယ်။ဟုတ်ဘူး။ငါအမှန်ကိုမြင်နိုင်သွားပါပြီ။ ငါမပါရင်တင်လို့จุတန်းဝင်ဖို့ညင်းပဲကြမှာငါသိနေတယ်။ဒါကြောင့်ငါကိုယ်တိုင်လည်းတင်လို့နဲ့အတူจุတန်းဝင်ဖို့လှုံ့ဆော်ပါမယ်။ခေါင်းဆောင်ရဲ့စကားအဆုံးမှာတဲသားမိသားစုတွေအားလုံးဟေကနေဟစ်အော်ခုံပေါက်ပြီးပျော်ရွှင်ကုန်ကြတယ်။သူတော်တို့ငါရောက်ကတော့ခေါင်းဆောင်ကိုတလှည့်တစ်ဖက်ကလှဲသား90ရဲ့လက်ကျန်လဲ48ရောက်တော့လှဲသားမိသားစုတွေကိုတလှည့်ကြည့်ကစိတ်ထဲဝမ်းသာဝင်နေခံစားချက်တွေနဲ့ပေါ့။၃ရက်ကြာတိုင်းဝရွာစီမှာလှဲသား90ကိုရည်စူးကျင်းပတဲ့ အကျုပ်လုပ်ပွဲတစ်ခုကို၃ရက်၃လတတီအကျွေးမွေးတွေတရားသမီးတွေနဲ့ကျင်းပပူဇော်လို့ပြုလုပ်ခဲ့ပါတယ်။တဲသားတွေကလည်းသူတို့စုဆောင်ထားတဲ့ပစ္စည်းတွေကိုအကုန်ပုံအပ်လို့ဒီကျုပ်လုပ်ပွဲအတွက်ကိုပေးထားကြပါတယ်။အယူသူတော်ကတော့ဒီအချိန်မှာရှိမနေတော့ဘူး။လေသားရီစီကပြန်ကလေးကရွာကနေတခါတည်းထွက်သွားခဲ့ပါပြီ။အကျုပ်လုပ်ပွဲကျင်းပတာ၃ရက်၃လပြည့်ပြီးချိန်မှာတော့ကွင်းပြည်ကြီးတွေကလှဲတွေရောလှဲသားတွေရောမိသားစုတွေရောဖြုတ်ကနေဖြုတ်ကနေပျောက်ပြေလွင့်ပြေရင် ျွတ်တန်းဝင်ကုန်ကြပါတော့တယ်ဟုတ်ကဲ့ဇလံလေးရောဒီမှာနေပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာနောက်နောက်မှလည်းအယူသူတော်ရဲ့ဇလံများကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူခေဘုံကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ